ကီစီယူချန်နယ်လေးပြန်လဲကြိုးစားပါရစေနော်။ဒီပါလေးပြောချင်လဲဆိုတော့နော်။ဒီလိုင်ဝင်းပေါ့နော်။လိုင်ဝင်းကြောင်းလေးနဲ့ပြောချင်တာပေါ့။လိုင်ဝင်းကနော်ဒီထဲမှာဒီအကြောင်းကိုပြောချင်တာမဟုတ်နော်။ဒီအကြောင်းရအောင်ပြောချင်တာမဟုတ်ဘာလို့တော့ဟိုဒီခင်ဗျားတို့တမူးပြိုင်မှာဖြစ်တဲ့နော်ပကပါ၁၀ရောက်ကိုအိန္ဒိယတစ်တက်ကဘာကြီးလှုပ်တယ်ညာကြီးလှုပ်တယ်ဆိုတဲ့အရာကအကုန်လုံးလက်တည်ပြီးတော့ကျွန်တော်လည်းပြောပြရတာပဲ။အဲ့ဒီပုံမှာမဆုံးပြတ်ဘူးဆိုတာ မပြောပြဘူးဆိုတာဘာလို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံသားတွေပဲဒါပေမဲ့သူများနိုင်ငံမှာအဲ့အခြေအနေရက်ကိုလည်းကျွန်တော်တို့ကမသိသေးတဲ့အဖြစ်တော့ဟိုပြောနေတာအမှန်တကယ်ကိုယ်နိုင်ငံတွေကိုလာလို့တယ်ဆိုရင်တော့ဒီဟာကတခုခုနော်ဘလို့ပဲဖြစ်ပြန်ကိုယ်နိုင်ငံသားဖြစ်တဲ့အတွက်နေကြော်လို့ရလားပြုလို့ရလားဒီပေါ်မှာတော့ G2G ရတော့ချိန်တက်မှုရှိရမှာပဲဒါပေမဲ့အခုကတော့သူတို့ကသူတို့နော်အဲ့ဒီဟိုဒေါ်စင်မောင်ဆိုရဲဟာနော်နိုင်ငံရေးဝန်ကြီးအဲ UG ဘက်ကပေါ့နော် အဲအဲလူကပြောတယ်ပြုတယ်ပေါ့နော်အဲ့ဒီဟာကိုလှိုင်ဝင်းပြောထားတဲ့အရာကိုနော်ပြောမှာကျတော့လှိုင်ဝင်းအဲ့ဒီထဲမှာဘာပါလာအောင်ဆိုတော့ तू ကမြေမြမှာရှိရမို့အဲ့ဒီအခြေအနေကို तू မသိဘူးဆိုတာအဲ့ကျတော့ဒီကောင်ကဒီတခုတည်းကနေပြီးတော့ဆက်ဆက်တွေးလို့ရှိရင်မြန်မာနိုင်ငံမှာဖြစ်နေတဲ့အကြောင်းအရာကို तू ဘာမှမသိဘူးအာရိုက်နေတော့နော် UK မှာနေပြီးတော့အာရိုက်ပြီးတော့သိမလားဟိုလိုလောက်ပါမယ်ဒီလိုလောက်ပါမယ်ပေါက်ပန်းလေးတွေပေါက်ပန်းလေးတွေလိုက်ပြောနေတော့ဒီတရောင်းသားက သူစောက်ဆန်ရဖို့ပဲเนาะ Facebook YouTube TikTok ကနေစောက်ဆန်ဝင်ဖို့အတွက်ပဲလုံးနေတယ်ဆိုတော့ဝန်ခံသွားတာပဲဒီအချက်ကိုပဲကျွန်တော် point ခမ်းတာ channel ချက်တွေ point မှာသူကပကပါ10ရောက်ပဲပြေးပြေး15ရောက်ပဲပြေးအဲ့ဒီဟာကတေချာရှင်းရမယ့်လင်းရမယ့်အရာဘယ်သူမှလည်းထုတ်ပြန်တာမရှိသေးဘူးเนาะပြီးတော့အမှလက်မှတ်ထိုးတာရေးပါရေးချုပ်ချက်ခတ်သေးတယ်ဒီအလောင်းပြန်ရဖို့ချုပ်ချက်ခတ်သေးတယ်အဲ့ဒီဟာကြီးကျွန်တော်မပြောလို့တော့เนาะအဲ့ဒါဘာလို့ဘာလို့မပြောတာလဲဆိုအတီးကြ သူတို့ဘက်ကဟိုဘက်ကလည်းထိန်ချန်တယ်ဒီဘက်ကလည်းထိန်ချန်တယ်အခုကျန်တာမျိုးနဲ့ပြလာချိုးမျိုးကြီးနော်ပြန်ရတဲ့ဟာတော့မှာဗျာထိန်ချန်တာတဲ့အရာဗျာကျွန်တော်တို့ကသဘောပေါက်လားမသိဘူးအကြတော့အဲ့ဒီပုံမှာကျွန်တော်တို့ကမပြောလို့သေးဘူးဒါပေမဲ့တကယ်လို့သာအိန္ဒိယစစ်တပ်ကဒီဘက်ထဲမြန်မာနိုင်ငံပိုင်နဲ့ထဲကိုဝင်ပြီးတော့လောက်တာကင်တာဆိုရင်တော့ဂျီတူဂျီချိန်ပြီးပြောရမှာဒါရှင်းရှင်းလေးပဲလောက်လို့မရဘူး နော်ဒီဟာနိုင်ငံတော်ပုံကံနေတယ်ပဲဖြစ်ပုံမကံနေပဲဖြစ်ပဲကျွန်တော်နိုင်ငံသားဖြစ်သေးတယ်နော်ဒါမဲ့အကြံဖတ်တော့တတ်မှတ်ရင်တတ်မှတ်ထားမှာပေါ့ဗျာဒါပေမဲ့လည်းအကြံဖတ်ကိုရှင်းလင်းတယ်ဆိုပေမဲ့လည်းဂျီလူဂျီကြော်လို့မရတဲ့အရာရှိတယ်နိုင်ငံကြော်လို့မရတဲ့အရာဒါမှမဟုတ်ခွင့်တောင်းထားလားခွင့်ပြုထားလားဒါရအများကြီးပဲဆိုအပေါ်မှာသုံးပြလို့တာနော်အကြောင်ကျွန်တော်တို့လည်းအဲ့ဒီအပိုင်းကကျွန်တော်တို့မှမဟုတ်တော်တော်အကြီးကဲပိုင်းတွေတော့မသိဘူးနော်အကြောင် အဲ့ဒီအောင်မသုံးသက်ပဲနဲ့เนาะဒီမှာသူပြောတာဒေါ်သင်မောင်တို့ပြောတာအဲ့လဲမရှင်းမရှင်းနေရောဗာရောညာတွေရောပြောထားပြီးတော့မအခုသူပြောတဲ့စကားထဲမှာတော့လဲမြေပြင်မှာမရှိရတဲ့အတွက်မသိဘူးဆိုတဲ့စကားကိုပဲကျွန်တော် highlight လုပ်သွားမှာအဲတော့ဒီကောင်က for choice ရိုက်တာဟိုကတရင်ဒီကတရင်ကြားရတဲ့ကြားရတဲ့အကြာလေးနေတဲ့ဒီကောင်အာရိုက်ပြီးတော့ဖောက်ဆန်ချစားနေတော့နော်လှိုင်ဝင်းဆိုတဲ့ကောင်မျက်နှာမဲကနော်ချင်းချင်းလေးပဲအဲ့ဒီဟာကိုတော့လုံးဝ highlight လုပ်ရမယ့်အရာ เนาะအကြောဒီမှာ तू ပြောသွားတဲ့အရာလေးချက်နားထောင်မယ်အင်ဒီယာစစ်တပ်ကဒီပကပဆယ်ရောက်ကိစ္စကကျွန်တော်ကိုယ်တိုင်မရှင်းဘူးမနေ့ကနိုင်ငံကြီးဝန်ကြီးဒေါ်စင်မောင်ရဲ့အင်တာဗျူးလည်းနားထောင်ပြီးပြီကျွန်တော်မရှင်းဘူးအိမ်ပါလည်းသူပြောပါတာကျွန်တော်မရှင်းဘူးအတော့ကျွန်တော်လည်းမသိဘူးဘာလို့လဲဆိုတော့ကျွန်တော်ကမြေပြင်မှာမှမရှိတာပြောချင်တာကကျွန်တော်တို့မြန်မာအေရီးယားထဲမှာဖြစ်တာလားဘာလို့လဲဆိုတော့အဲ့ဒီမှာအိန္ဒိယကစံစည်းရိုးခတ်နေတာဖြစ်တဲ့အတွက်နေမြေအချင်းပွားမှုဖြစ်နေတယ်ကျွန်တော်တို့နေမြေကိုအိန္ဒိယခိုးနေတယ်လို့တချို့ကပြောကြတယ်အတော့ကျွန်တော်တို့နေမြေမှာရှိတာကိုအိန္ဒိယကသူ့နေမြေဆိုဝင်ဝင်ဖမ်းသွားတာလား ော်တိုက်ပွဲတကယ်ဖြစ်တာလားကျွန်တော်တို့ကလက်နဲ့ကင်မှန်သိရတာနဲ့ဘာကြောင့်အိန္ဒိယကရေးရဲဆဲဆဲအခုလိုကျူးလွန်လိုက်တာလဲမနေ့ကဆရာဒေါ်စင်မအောင်ပြောသွားတဲ့ပုံစံကဖမ်းသွားပြီးမှအလောင်းပြန်လာပြီးတယ်နှိမ့်မှန်တယ်အဲ့ဒါအိန္ဒိယစစ်တပ်တပ်ကအဲ့လိုမျိုးလုပ်ခွင့်ရှိသလားဖမ်းသွားလို့ဒီလူဟာကျူးကျော်တယ်ဆိုရင်အိန္ဒိယထောင်ထဲကိုပို့သိတယ်မလားအရေးယူပေါ့ဗျာထောင်ချတာကြားကောင်းသေးတယ်ဘယ်လိုလို့ညှိမ့်မှန်နှိမ့်ဆက်ပြီးမှပြန်ရပြီးအလောင်းပြန်လာပြီးလဲပေါ့အဲ့တော့အဲ့ဒါဒီအားလုံးကြီးမရှင်းပါဘူးကျွန်တော်လည်းမသိပါဘူးနိုင်ငံဝန်ကြီး ဒေါ်စင်မအောင်ပြောတဲ့အတိုင်းကတော့မလုံးဝမရှင်းပါဘူးဒါပေမဲ့ဒေါ်စင်မအောင်ပြောတဲ့ပုံစံနဲ့အရာနားထောင်ရတာတော့အိန္ဒိယစစ်တပ်ကညှဉ်းပန်းနှိပ်စက်တယ်ဆိုတဲ့ပုံစံပေါ်နေတယ်ကျွန်တော်တို့လူတွေကိုဖမ်းသွားပြီးတော့ဘဒုပဲဖမ်းဖမ်းနေအခုလိုအလောင်းပြန်ပေးလို့မရဘူးလေအိန္ဒိယစစ်တပ်ကခင်ဗျာလားကျင့်မှုကိုစီလေးစားလိုက်နိုင်ရမှာလားအဲ့တော့အိန္ဒိယနိုင်ငံသားတွေကိုလည်းပြောချင်တယ်အဲ့ဒီအဲ့ဒီအကြောင်းအရာကိုစဉ်းစားပြီးတော့ကျွန်တော်တို့နောက်နေ့ကျရင်အလုပ်ထဲမှာရှိတဲ့အိန္ဒိယတွေကိုတော့ပြောဦးမှာဒါသူတို့ကဘာပြောလဲဆိုတော့ ပါကစ္စတန်ကကက်ရှမီးယားတဲ့ကိုမတရားလာပြီးတော့အခုလူ21ယောက်တတ်လိုက်လို့သူတို့ကပါကစ္စတန်ကိုအကြမ်းဖက်သမားဖြစ်ပါတယ်ဟိုဟိုဘယ်လိုပြောမလဲအခုလို့စစ်တိုက်ရမယ်လို့တို့တို့တစ်ဖက်သက်ပြောနေတာဦးကျွန်တော်ကပြန်ခြေမယ်တို့ဘာလို့ခြေမလဲဆိုတော့ဟာမင်းတို့ကပါကစ္စတန်ကြတော့ပြောတယ်ငါတို့ဘက်ကလူတွေကိုကြတော့မင်းတို့စစ်တပ်ကခေါ်သွားပြီး တရားဝေလမ်းကြောင်းရမင်းတို့နိုင်ငံထဲမှာလက်နက်ကင်နေဆိုရင်လည်းတရားရုံးဖို့ထောင်ချလက်ခံတယ်ဘလို့ပြုလို့မင်းတို့စစ်တပ်ကညှိမှန်းနှိပ်စက်ပြီးငါတို့လူတွေကိုအလောင်းပြန်ပေးတယ်မင်းတို့လည်းဒါအကြမ်းဖက်မဟုတ်ဘူးလားဆိုတာကိုကျွန်တော်ကမေးချင်တာမနေ့ကဒေါ်စင်မအောင်အစ်ဒီကိစ္စကိုပြောတဲ့ချိန်မှာကျွန်တော်ခေါင်းထဲမှာဖြတ်ကနေအဲ့ဒါပဲပေါ်တယ်။ဘာလို့လဲသူတို့ပါကစ္စတန်ကိစ္စတုန်းကသူတို့ဆွဆွဲကြတယ်ကျွန်တော်ပါကစ္စတန်ဘက်ကနားလို့ပြောနေတာတခုမှမပါဘူးနော်။အရှိတရားကိုထောက်ပြတာ။ဟောသူတို့သူများကိုကြတော့ပြောတယ်သူတို့စစ်တပ်ကကြတော့ဒါအကြမ်းဖက်တာပဲလေ။ နိုင်ငံတကာကစစ်တပ်ကသူများနိုင်ငံရဲ့လက်နက်ကိုင်ပဲမမိသူနိုင်ငံမဲ့သဘုံပဲမမိအဲ့လိုနှိမ့်ပန်းနှိမ့်ဆက်ပြီးတတ်ဖြတ်လို့မှမရတာအဲ့တော့ဆန်စီယုခတ်တာမနောက်ရှက်ဖို့ဝန်ခံကြီးရဲ့အဲ့တော့အဲ့တော့အဲ့ဒါအဲ့ဒါဆိုရင်ဒါအိန္ဒိယစစ်တပ်ကလည်းဥကဘာမှာဝါဒဖြန့်နေတယ်ပါကစ္စတန်ကပဲကြမ်းဖက်နေတယ်သူတို့ကပဲသူတို့ကောင်းဆိုတာမှားနေပြီအဲ့ဒီဒီဖြစ်ရက်ကအမှန်ကဘာကျော်ဖြစ်ရက်ဖြစ်ဖို့ကောင်းတယ် အမှန်ဒီချစ်ဖြစ်ရက်ကို NUG ကဒေါ်စင်မောင်အောင်တို့ကလည်းကမ္ဘာတကမ္ဘာလုံးမီဒီယာတွေကိုဖွာဖို့ကောင်းတယ်အဲ့တော့ဘာကြောင့်လဲပါကစ္စတန်နဲ့ဖြစ်လာတဲ့ကိစ္စမှာအိန္ဒိယကအဲ့လိုပြောထားတယ်ပါကစ္စတန်ကလည်းတကယ်လာပြီးတော့အကြမ်းဖက်လိုက်တာအဲ့ဒါဆိုသူတို့စစ်တပ်ကတော့အကြမ်းမဖက်ဘူးလားကျောစင်နာကခိုရာကပါကစ္စတန်ကအကြမ်းဖက်သမားကအိန္ဒိယနယ်မြေထဲကိုလာပြီးပြစ်ထည့်လိုက်တာအခုကအိန္ဒိယစစ်တပ်ကျွန်တော်တို့အခုကသက်သေနဲ့ဒေါ်စင်မောင်အောင်ပြောရတဲ့စကားအရဆိုရင် အိန္ဒိယစစ်တပ်ကကျွန်တော်တို့လူတွေကိုဖမ်းသွားပြီးသုံးရက်ကြာတဲ့အချိန်မှာအလောင်းပြန်ပေးတယ်နှင်းမနှိမ့်ဆက်ထားတာတွေ့တာအဲ့တော့ဒါကိုကဘာကြီးကိုသိအောင်အိန္ဒိယစစ်တပ်ဒီဒီလိုမျိုးအကြမ်းဖက်မှုတွေလုပ်နေတယ်ဆိုတာကဘာကြီးကိုသိအောင်ကျွန်တော်တို့ကပြဖို့လိုတယ်ကြတော့ကဘာကြီးသိအောင်ပြခြင်းအောင်ပြခြင်းနေနော်ကျွန်တော်အရာကြီးကို highlight လုပ်အောင်အရာကြီးက highlight တော်လုံးလို့လည်းမရသေးဘူးကဒီ detail နေရအများကြီးရှိတယ်ချုပ်ကိစ္စချုပ်ကိစ္စရ 1995ခုနှစ်ကိုပြန်ကြည့်ရမယ်အဲ့ဒါအကျန်1995ခုနှစ်ကိုပြန်ကြည့်ရမယ်တော့တင်ပြီးသားပြီးသားနော်လွန်ခဲ့တဲ့9လနဲ့တစ်နှစ်ကြာထဲမှာတင်ပြီးသားတယ်ရခိုင်မျိုးမှတ်ရသီးလားမသိဘူးရခိုင်ကောင်းဆောင်မျိုးအေးနော်အဲ့အေးအေးကိုပေါ့နော်အဓိကဒီမှာအိန္ဒိယဖိတ်သေးတယ်နော်အေးကောင်းဆောင်တို့အိန္ဒိယဖိတ်ကြည့်ဒါမှအေးကောင်းဆောင်တို့သွားရဲဘူး ။ဘာလို့1995ခုနှစ်ကအဲရာတခုရှိတယ်။နော်အဲ့ဒါသိကျင်တော့နောက်မှာတော့ပြန်ကြည့်ပါလား။နော်အကြတော့အဲ့ဒီအဲရာမျိုးတခုရှိတယ်။အကြတော့အဲ့ဒီပုံမှာကျွန်တော်တို့ကခွင့်သွန်းနာပြောသလိုဂျီတူဂျီခွင့်ပြုထားတာကြီးရှိလားအပရူယူထားလားပတ်ပေးထားလားဒါရအများကြီးပဲကျွန်တော်လည်းအဲ့ဒါရကျတော့ တော်တော်ကြီးကြီးတဲ့ကောင်းနေတော့မှမသိဘူးလို့တော်တော်ကြီးကြီးတဲ့ကောင်းနေတော့မှမသိတဲ့ဟာကြီးတော့နော်အဲ့ဒီဟာကြီးမပြောလို့တော့ထားလိုက်တော့အရာဂျီတူဂျီချင်းရမကိစ္စရမလို့ထားလိုက်တော့ခုဒီမှာကျွန်တော်ပြောသွားတဲ့နေရာမှာကျွန်တော် highlight လဲလက်ညှိုးထိုးပြရနော်သူကျွန်တော်ကဘာမှမသိဘူးတီလည်းမသိဘူးဘာလို့လဲဆိုတော့ကျွန်တော်မြေပြင်မှာမရှိလို့ဆိုတဲ့ကြံနဲ့ကြံနဲ့ဟာဝါလက်တစုပ်သာကိုကန်လက်တစုပ်သာမင်းတို့ရေငါတို့တိုင်းပြည်ကလူမျိုးမဟုတ်ဘူးပါညာကွီးကွာတွေပြောနေတဲ့အရာတွေအမှန်တော့များဒီ ဒီကောင်ဖောချော့ရိုက်နေတာဆိုတော့ပေါ်လွန်သွားတာပဲဟုတ်ကဲ့ခင်ဗျာဒီအမှန်တရားကိုခင်ဗျာထားပြကျွန်တော်လည်းပေါက်ပန်းလေးတွေပြောနေလို့ချင်းဘေးလူတွေယုံယုံနေမှာပဲဟုတ်တော့သူမြင်ရမှာမို့လားအခုကြည့်လေခင်ဗျာဒီနိုင်ငံထဲမှာနေပြီးတော့တချို့ပေါက်ပန်းလေးတွေသတင်းတွေရှောက်ကြင်ညာနေတွေ့လို့အခုဗျာကျန်တာမပြောနဲ့ဟိုမှာစောနာပိုးကြီးဖြိုးဆိုရဲကော်မလေးဆိုလို့ချင်းဘာပြော ဟာ30အနီး9လပိုင်းကြာရင်ဟာ30ရှိုးချတော့မှပြုတ်တော့မှအမဲသူကနေတော့နိုင်ငံခြားမှာပြီးပေါက်ပန်း40ပေါက်ပန်း40မဖြစ်နိုင်တာရဲ့အဲ့တိုင်းမျိုးအဲ့ဒါကြီးကနေစာကြီးပြန်သွားတဲ့သတင်းတုသတင်းမှာအဲ့ဒါအမြဲဒီကောင်လဲဘာဖြစ်တော့ဒီသတင်းနေနဲ့ပေါက်ပန်း40 6ပြောတာနာဟာမြန်မာနိုင်ငံကိုရှင်းနေရကောင်တို့မဟုတ်မြန်မာနိုင်ငံကိုဖျက်ဆီးနေတဲ့ကောင်တို့ဘာလို့တိပြီးသားကျွန်တော်တောက်ချောက်လက်တင်ပြီးတော့လိုက်ဝင်းသူရကောင်နော် ကူကညမဟာဘာဖြစ်တယ်ညဖြစ်တယ်အမ်ဒါဒါဒါကျန်နေအိမ်မပြောလို့ပါဘူးပါကစ္စတန်ဘက်ကမနာအောင်တော့ပါဘူးညာလျှောက်ပြောတာနော်ဒါပေမဲ့ထားလိုက်တော့ဒီဂရပန်နော် highlight ပြောခြင်းတဲ့အရာကလှိုင်ဝင်းသည်သူသောနာပြောသူပဲကျွန်တော်လည်းဘာမှမသိပါဘူးဘာလို့ဆိုကျွန်တော်မြေပြင်မှာရှိနေတဲ့အတွက်အခုတချို့ဖြစ်ရဖြစ်ရဖြစ်ရဒီအကုန်လုံးနှီးပါးကိုလှိုင်ဝင်းအားရိုက်နေတာဒါဝန်ခံလိုက်တာပဲနော်အကြောကျွန်တော်ဒီဟာကို highlight ပြောခြင်းတာ ရှင်းရှင်းလေးအတော့လို့ကျွန်တော်တောက်ကြဆိုရတယ်လိုင်ဝင်းက UK မှာနေတာနေပြီးတော့ကြီးကားထဲမှာပဲတခါလေးကျတစ်ပင်လေးွယ်ပြီးတခါလေးပန်းညံထဲမှာလိုက်လေးလွင့်နေတာပဲအဲ့ဒီဟာကြောင့်သူကအပူဝင်ဝေတစ်ခုရနေ YouTube favorite TikTok ဒီသုံးမျိုးကပတ်စံရတယ်အဲ့ဒါနေရှာစားနေတာအဲ့ဒါနေရှာစားနေတာနော်အဲ့တော့တချို့တောင်းသားတွေတောင်းသားတွေကိုလည်းပြောကြနေတာနော်မင်းတို့စောက်ချီစားအောင်တော့တယ်နဲ့ငါ့ကိုလာလာမပြောနဲ့နော်နော်ငါသာကိုကြိုးစည်းဝါချခြင်းနေတယ်ငါသာကို ကိုကျိုးဟိုတဲ့တာလှုပ်ရှင်နေဆိုငါရှာလို့ရတယ်နော်ဒါပေမဲ့ငါမင်းတို့ကောင်တွေကိုကြည့်ပါလဲမပြောဘူး like subscribe follow ကလည်းလုပ်ပါမပြောဘူးနော် share ပေးပါလဲမပြောဘူးငါမကြည့်နဲ့ပဲပြောတာမင်းတို့အုံတော့ချင်းမတူဘူး level မတူဘူးမင်းတို့မစင်စမ်းမတွေးကောင်နိုင်ပြီးလာမကြည့်နဲ့ကြည့်ပြောတာမဲဟမ်ဒီလောက်ပြောနေတဲ့အရာတော့မှမင်းတို့ကောင်တွေကကိုစောက်တွေးလေးနဲ့သိရမလားကျွန်တော်တောက်ချောက်ဝတ်မှာဆိုရင်တင်ကြံကုန်းထဲမှာနော်ရန်တစ်ပါးတရားထိုင်နေတယ်အဲ့ဒါကိုတကူတယောက်ကဝင်လာတယ်အမြင်ချင်းအမစိတ်ထားချင်းဘလို့ကွာသွားတာ ယဟန်ကျတော့တကူးဝင်လာတာဩငါလိုပဲယဟန်ဆိုယဟန်တွေးတွေးရလေငါလိုပဲဩလူတယောက်တရားလာထိုင်နေထင်တယ်လို့ယဟန်မြင့်မြတ်တဲ့တွေးပဲတွေးတယ်တကူးရဲ့တွေးကိုတွေးကြည့်အောင်အဲတကူးရဲ့တွေးကကျတင်ညာကုန်းထဲမှာလှမ်းမြင်လိုက်တော့အဲငါလိုတကူးတကောင်အဲဟုတ်မှာအုပ်ခုပေါ်မှာထိုင်နေတယ်ဆိုပြီးတော့လုံးဝအောက်တန်းကြတဲ့အတွေ့တကူးကတကူးတွေးပဲတွေးမှာပဲနော်သူတော်ကောင်းသူတော်ကောင်းတွေးတွေးမှာမင်းတို့ကောင်တွေက မင်းတို့စိတ်ယုံစိတ်မာရင်လည်းငါ့ကိုပြောနေပြီးမင်းတို့ရဲ့စိတ်တန်တန်ရုပ်မာရိုင်းဆိုင်ကောက်ကျစ်တဲ့အတွေးခေါ်ရှိတယ်လို့ပဲငါအမှိုက်ထားတယ်နော်အကြောတော့မင်းတို့ဘာသူမင်းတို့နော်ကိုယ့်ရဲ့စိတ်တန်တန်ပေါ်ခြင်း အမှမင်းတို့မြင်နေရတာနော်အကြောတော့အားလုံးနော်လှိုင်ဝင်းကိုကြည်ပြီးတော့ကျွန်တော်မြင်သာပါလိမ့်မယ်ဗျနော်ဒီတစ်ချက်ကိုပဲ highlight လုပ်ခြင်းနဲ့ဂျန်တဲ့အရာရ highlight လုပ်လို့ရတဲ့အရာရင်းမဟုတ်ဘယ်ကောင်မှလည်း highlight လုပ်လို့မရဘူး ချိုးကိစ္စရရနော်အဲ့ဒါလေးတော့